ာပါကြည်ဘလော့ခါနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာလူတီများထင်ရှားလာတဲ့ခေါင်းလောင်းများစွာရှိတဲ့အနှမဒီတစ်ခါမှာတော့ကြည်ကဒမဲစီတီခေါင်းလောင်းရဲ့အကြောင်းတင်ဆက်ပေးသွားမှာပါဒမဲစီတီခေါင်းလောင်းကြီးဟာကဘာပေါ်မှာအကြီးဆုံးသောခေါင်းလောင်းကြီးဖြစ်ပြီး၁၄ရာစုမှာမော်ဘီယင်ဒမဲစီတီမိမရွှေတကုတ်ဖျားတို့တောလုံးလူဒန်းခဲ့ပါတယ်ဒမဲစီတီခေါင်းလောင်းကြီးဟာရွှေတကုတ်စီတီတို့လူဒန်းတဲ့ခေါင်းလောင်းကြီးများအနက်ပထမဦးဆုံးသောခေါင်းလောင်းကြီးလည်းဖြစ်ပါတယ် ဟန်တာဝတီတမိုင်းမှာတော့မော်ဘီယင်ဒမေစီတီမင်းဟာဟန်တာဝတီမှာအုပ်စိုးပြီး1480ခုတွင်လူဦးရေစက်တန်းကောက်ယူခဲ့ပါတယ်။ထို့ပေမဲ့သူခတ်အပ်ထားတဲ့အမတ်တွေကအိမ်နောက်စုစည်းင်းတာမကပဲအခွန်မှာကောက်ယူခဲ့ကြရာကြီးနီပိတ်သားချင်းတသိန်း800ရရှိခဲ့ပြီးဒမေစီတီမင်းအားစစ်သားတဲ့အခါမှာတော့ဘရင်ကစိတ်ဆိုးပြီး၎င်းကြီးနီများကိုပြည်သူတို့ထံပြန်လည်ပေးအပ်စေခဲ့ပါတယ်။ပြည်သူတို့ကလည်းသူတို့ပြန်မယူလို့ပဲ တစ်လျောရမှာကောင်းမှုပြုရန်ဘရင်အားပြောသဖြင့်အမတ်ကြီးပညာအိအားခေါင်းလုံးအဖြစ်တုံးလုပ်စေခဲ့ပါတယ်။တကိုးမျိုးရွှေမော်တော်ဖရာရဲ့ရာဟုတော်အနောက်ဘက်မြေခွက်လက်မှာ1484ခုဖေဖော်ဝါရီလ9ရက်နေ့မှာစတင်၍ပွေလန်းတပင်များကျင်းပကတုံးလုံးခဲ့ပါတယ်။ခေါင်းလုံးကြီးမှာဆောက်၁၂တောင်းအဝတ်၈၀၀ရှိပြီးခေါင်းလုံးရဲ့အလဲဖောက်ရက်မှာနှစ်ကျိတ်ရှိစုပါတဲ့ဖောင်းကြွဖရာ 28စုပါပြီး၎င်းရဲ့အပေါ်ဘက်မှာအသွဲတတွဲလျင်ကြောက်တံပတဲ့များ55လုံးစီပါရှိတဲ့အသွဲ55တွဲအတန်2တန်းပါရှိသဖြင့်55လုံး55တွဲ2တန်းစုစုပေါင်းကြောက်တံပတဲ့များပေါင်း450လုံးပါရှိပါတယ်။ယခုလက်ရှိအခြေအနေမှာ ခေါင်းလုံးရဲ့ကွင်းမှာ အနှဲငယ်ကွဲအလျက်ရှိပြီးကြောက်တံပတဲ့များဒုတိယအသွဲမှာအနှဲငယ်ပြုံးလျက်ရှိပါတယ်။ ဖျောင်းပုံဇောင်း72တောင်းအဝ9တောင်းသုံးမီရှိရာတွင် အခါပေးသူဇေရပါဟုရာဇာပါဟုဘဂုသမုတ်တရနန္နာစီသူကျော်တင်ကရာဇာဆရာ၄ပါးတို့မှ အခါတော်ပေး၍တပေါင်းလာစားရှိရက်ကြာတာပတိနှင့်တိတ်လက်တွင်မင်းနှင့်မိဖုရားကိုလုတော်တို့အပြင် အမတ်ပြည်သူတို့ကပါပွေလန့်တပင်များကြီးကျယ်ခမ်းနားစွာကျင်းပရာတွင် လောကညာနာပါနေအမတ်ကမင်းကြီးကိုလျှောက်သည်မှာ ေါင်းလောင်ရောသည်တော်ပြီလျင်အပြစ်အနာစားမရှိချောမောပါလိမ့်မည်သူ့ဘေးသည့်အတန်းတော့ရရှိနိုင်မည်မဟုတ်ပါလို့မင်းကြီးကိုလျှောက်ရတွင်မင်းကြီးကအစကတိကဲသူဖြစ်မိကိုမလျှောက်ထားယခုမှအဘဲကြောင့်လျှောက်တနည်းလို့မိတ်ဆိုကစိုးသည့်အတိုင်းမမှန်လျင်အမျိုးခုနဆက်တိုင်းအပြစ်ပေးမည်စိုးသည့်အတိုင်းမှန်ကန်ခဲ့ပါက အမျိုးခုနဆက်ကောင်းအောင်ပြုမည်လို့အမိတ်တော်ရှိသည်နှင့်တုံးပြီးတော့ ထိုဆရာဆိုသည့်အတိုင်းအတန်မရှိဖြစ်နေသဖြင့် ထိုဆရာကိုခေါ်၍မေးတော်မူတဲ့အခါအရှင်တို့ပေးသည့်အခါတော်သည်နက္ခတ်၆လုံးဖြစ်နေပြီးနက္ခတ်၆လုံးတို့သည်မိကျောင်းနက္ခတ်မိကျောင်းတို့သည်ရှာမရှိဖြစ်၍မမီနိုင်ရှိရသည်ဟုလျှောက်လေရာမင်းကြီးလည်းကြားသိတော်မူ၍အမှန်ပဲဖြစ်ချေတယ်လို့ဆိုကစူကြီးလက်ကြီးပေးကရာဇပရောဟိတ်အမည်ကိုလည်းပေးတော်မူခဲ့ပါတယ် ခေါင်းလုံးကိုလည်းတကုံးဆန်တော်ရှိဖရားမှာဆူတောင်းဆူယူပြီး၍ဆွဲထားပြီးလျင် ဟန္တာဝတီမြို့တော်တို့ကြွချီတော်မူခဲ့ပါတယ်။ဓမေစီကြီးမင်းဟာထိုခေါင်းလုံးကိုတောင်းလို့ပြီးတဲ့အခါမှာရွှေလင်း၊ရွှေလောင်း၊ရွှေဘောင်တို့ဖြင့်တင်းဆောင်လာပြီးမြမတက္ကရစ်152ခုနှင့်ကစုံလဇန်3ရက်နေ့တွင်တကုံးရှိရွှေတကုံးစီကြီးတော်တို့မတ်သိန်းလူရန်ခဲ့ရာကစုံလဆန်း9ရင်းနေတွင်ပြီးစီး၍ကစုံလဆန်း17ရင်းနေမှာ ရေဆက်ချလှူဒန်းခဲ့ပါတယ်။တပြိုင်တည်းမှာပင်900ပိတ်သားရှိ ခေါင်းလောင်းအသေးလဲတွန်းလောင်းလှူဒန်းခဲ့ပါသေးတယ်လို့ဆိုကြပါတယ်။ဒမဲစီတီခေါင်းလောင်းကြီးဟာရွှေတကုတ်ဖျားပေါ်ရှိ စနေတော့မှာ123နှစ်တိတိတည်ရှိနေခဲ့ပြီး1530ခုတွင်မိုးဘရင်များအာနာဆက်ကျဆင်းလာပြီး1535ခုတွင် အောက်မြမပြည်နှင့် အထက်မြမပြည်ခြားနားသွားခဲ့ပါတယ်။တချိန်တည်းမှာပဲဥရောပကုန်သည်များနှင့် စော်စားရှောက်ဖွေသူများဟာအောက်မြန်မာပြည်သို့ရောက်ရှိလာကြက1582ခုနှစ်တွင်အီတလီကျောက်ဂုံတဲဂက်စပယ်ရူဘယ်ဘီမှရွှေတဂုတ်ဖရာသို့ရောက်ရှိခဲ့ပြီးရွှေတဂုတ်ဖရာကို အသေးစိတ်မှတ်တမ်းတင်ခဲ့ပါတယ်။သူရေးသားခဲ့သည်မှာတော့ကျွန်ုပ်တွေးခဲ့ရသည်မှာ အလွန်ခမ်းနားတဲ့ခမ်းမကြီးမှာအလွန်အလွန်ကြီးမားလာတဲ့ခေါင်းလောင်းကြီးရှိပြီးအတိုင်းတအားဖြင့်ခြုံလှမ်းနဲ့သုံးဖန်းရှိပြီးအထက်မှအောက်သို့စားလုံးတစ်ခုနဲ့တစ်ခု ပူးကပ်နေသောစာများအပြည့်ရေးထားကဖတ်ရမည်ပုံတော်မပေါ်ပါ1608ခု နေ့လဲ12နှစ်တွင်ပေါ်တူဂီလူမျိုးဒီပရီတိုခေါငစင်ဟာကရွှေတဂုံစီတီတော်မှဒမင်စီတီခေါလောင်းယူကိုတောင်ပေါ်မှလှိတ်ချ၍မြစ်တွင်စင်များဖြင့်ဆွဲကပဇော်တော်ရေလက်ကြားတွင် ဖောင်မော်တို့တင်ခဲ့ပါသည်ခေါလောင်းယူနှင့်ဖောင်တော်ဟာတန်လျင်မှစ၍မြင်းကျောင်းတလျှောက်ခရင်းနေခဲ့ပြီးရန်ကုန်မြို့နှင့် တလရင်မြို့ကြားပဲခူးမြစ်နှင့်ရန်ကုန်မြစ်ဆုံးရမြစ်ဆုံးနေရာတွင်ဖောင်ပြက်ပြီးခေါင်းလောင်းကြီးမှရေအုပ်သို့ကျသွားခဲ့ပါသည်။ကိုကားချက်များအရဆိုရင်တော့ခေါင်းလောင်းကြီးနှင့်အတူဒီပရီတိုလည်းရေအုပ်သို့ပါသွားခဲ့ကာပေါ်တူဂီတို့လည်းခေါင်းလောင်းကြီးကိုခိုးယူခြင်းကြောင့်အထိနာခဲ့ပါသည်။ ပိုတူဂီကရုပ်အားဒေါ်ဒါထွက်နေတဲ့ဗမာများကတိုက်ခိုက်ခဲ့ပြီးမှတ်တမ်းများအရပိုတူဂီခေါင်းဆောင်ကိုဗမာတို့ကဗိုလ်ရင်းတို့ဖြစ်တဲ့ချက်ချင်းရိုက်၍တဖြည်းဖြည်းချင်းတည်စေခဲ့တယ်လို့လည်းဆိုကြပါတယ်။ခေါင်းလောင်းနဲ့အတူကျက်ခမီဖျားတို့လူတန်းရံအတွက်ဦးသားဆွေခေါင်းဆောင်တဲ့အဖွဲမှတုံးလုံထားတဲ့ညံတော်ခုနှစ်တောင်းရွှေသားစင်စစ်အလေးချိန်သုံးနှံရှိတဲ့ရက်တော်မူဖျားတဆူညံတော်ခုနှစ်တောင်းတွင်တမန်ရော့တဲ့ရွှေသားအလေးချိန်သုံးနှံရှိတဲ့ ရတော်မူဖရာသစုစုစုပေါင်းရွှေ၆တန်နှင့်တန်ကြီး60ခန့်ရှိတဲ့အချောင်းခေါင်းလောင်းအသေးသလုံးတို့လည်းခေါင်းလောင်းနဲ့အတူတူကနင်းမြုပ်သွားခဲ့တယ်လို့လည်းဆိုကြပါတယ်။ရန်ကုန်ရှိတမိုင်းအထောက်ထားများအရခေါင်းလောင်းကြီးကြရနေရဟာဝဲကတော်ထိုးတယ်လို့သိရှိရပြီးမြင့်ပါမနှက်ပါပေ40သာရှိပြီးရေအောက်ရွှွညုံများမှာနောက်ထပ်ပေ40လောက်ရှိနေမည်ဖြစ်က၎င်းရွှွညုံများထဲတွင်ခေါင်းလောင်းရှိနေမည်ဖြစ်ကြောင့်ခံမှန်းကြပေမဲ့ ခေါင်းလုံးတော်ကြီးမှာယနေ့ချက်တိုင်းမြင့်အောက်တွင်လက်မြုပ်နေဆဲဖြစ်ပြီးဆဲယူရန်ကြိုးပမ်းမှုများအခြေကျင်းရှိခဲ့ပေမဲ့လည်းအောင်မြင်ခြင်းမရှိသေးပါလို့ဆိုရင်ဒီဗီဒီယိုလေးအစုံတက်လိုက်ပါစီရှင်။နောက်များမှာလည်းဒီလိုဘဟုတုတရစေမဲ့တမိုင်းအကြောင်းအရာများကိုထပ်မံသိသိပေးသွားမှာမို့ follow and subscribe လည်းလုပ်သွားကြပါဦးနော်။